ဘုံကြီးတွေကိုတိုင်းကဩဇာမညောင်းလို့ပါတဲ့ဒီမတ်ကအယမ်းမှန်တယ်အခုခေတ်မှာဦးဇင်းတို့ဘုံကြီးတွေကလူတွေပေါ်ဩဇာမညောင်းတော့ဘူးကိုကိုကိုဘဝဆက်တိုင်းကောင်းစားကြည့်ခြင်းနဲ့ဆိုရင်နဲ့မကောင်းမှုအကုသို့မြန်မာနိုင်ငံမှာကလည်းဟိုမဟုတ်တာတွေအမှန်ဖြစ်နေပြီ အမှားတွေအမှန်ဖြစ်နေအဲ့ဒီမௌဒါတွေကို အမှန်ထင်တဲ့ပုံကိုယ်တွေအမှားတွေကိုအမှန်ထင်တဲ့ပုံကိုယ်တွေများတဲ့အခါကျတော့အမှန်တရားတွေကနောက်ထပ်ပေးရတယ်အမှန်တရားတွေနောက်ထပ်ပေးရင်အမှားတရားတွေကြီးထိုးတဲ့အခါမှာအဲ့ဒီအမှားရဲ့အကျိုးသက်တွေကိုခံရလေးရှိတယ်ပြီးမှဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဖျားဆုတောင်းဒီဖျားဆုတောင်းမရတော့ဘူး ။ဘာကြောင့်လဲဆိုရင်ဘယ်ဖះမဆိုဘယ်ဖះတိုင်းဖះတိုင်းကအဲ့ဒီကိုလှုပ်ထားရဲ့အကျိုးရဲ့ကိုလှုပ်ထားရဲ့ကောင်းမှုကုသိုလ်အာကုသိုလ်တို့ရဲ့အကျိုးကြောင့်သူတို့ပယ်ဖျောက်နိုင်မှာမရှိဘူး။ Yeah ။ပယ်ဖျောက်နိုင်စွမ်းမရှိဘူး။ဖះတွေကသူတွေရဲ့အိုခြင်း၊နာခြင်း၊တေခြင်းအဲ့ဒီကံကံကြီးအကျိုးကြောင့်တွေကို သူတို့ဘယ်လိုမှတာတိလို့လည်းမရဘူး။ဘယ်လိုမှမကောင်းတဲ့အကျိုးကိုလည်းကောင်းတဲ့အကျိုးဖြစ်အောင်လုပ်ပြီးလို့မရဘူး။ လူသူတော်ကကြတော့ကိုလို့တော်ကိုကိုရတာကိုသာယူတဲ့အပင်အကြီးကိုကိုစားရတာဘယ်ဖျားမှကောင်းအောင်လုပ်ပေးလို့လည်းမရဘူးပြက်အောင်လုပ်ပေးလို့လည်းမရဒါတွေကိုသာသနာကိုမြှိပြီးတော့ခိုးစားတဲ့တခိုးတွေလို့ပြောလို့ရတယ်။ဘာကြောင့်လဲသူတို့ဥဒ္ဓနဗုဒ္ဓသာသနာမှာသူတို့ညင် ယဟန်မှာနှစ်လောက်ပဲရှိတယ်။သာပေတင်ကြမှာလား။တရားအထုတ်မှာလား။တချို့ပုဂ္ဂိုလ်တို့မြင်များကသာပေလည်းမတင်ဘူး။တရားလည်းအမထုတ်ဘူး။အလှငွေတွေကိုလကားစားတယ်။ဒါကိုတာသနာတခုလို့ခေါ်လို့ရပါလား။ဘုန်းကြီးတွေကိုယ်တိုင်ကဩဇာမညောင်းလို့ပါတဲ့။ဒီမှတ်ကအယမ်းမှန်တယ်။ အခုခေတ်မှာဦးဇင်းနဲ့ဘုန်းကြီးတွေကလူတွေပေါ်ဩတာမှာညောင်းနေတာပေါ့အဲ့ဒါကဘာကြောင့်လဲဘာကြောင့်လဲလို့တမိုင်းကိုပြန်လည်ကြည့်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့အင်္ဂလိပ်တွေအုပ်ချုပ်ကြတဲ့ကအင်္ဂလိပ်တွေမအုပ်ချုပ်ခင်တိမြန်မာလူမျိုးတွေပေါ်ကိုဘုန်းကြီးတွေကအရန်ကိုဩတာညောင်းနေဘုန်းကြီးဟဲ့ဆိုလို့ရှိရင်သူတို့မှာဘာလို့လို့ဘာကိုင်းမှမသိတော့ပြသွားကြတယ်ဒါတွေကိုအင်္ဂလိပ်လူမျိုးကတီးတဲ့အခါကျလို့ရှိရင် အဲ့ဖုန်းကြီးတူကိုခွဲလိုက်ဖုန်းကြီးဩဒါမညောင်းအောင်လို့လူတွေကိုအတင်းတင်းခွဲချလိုက်တာဒါကတော့နိုင်ငံရေးသဘောတရားပါပေါ့ဒါတွေကိုနိုင်ငံရေးကြောင့်နားလည်မဲ့သူတွေချင်းသိပါတယ်ဦးစင်းကတော့မပြောတော့ပါပြီးတော့အခုခေတ်မှာကြည့်လို့ရှိရင်ဖုန်းကြီးတော်များများကလည်းကိုယ့်ရဲ့အလုပ်ဖြစ်တဲ့တာပိပတိယတိကိုမတင်တော့ဘူးဝိပဿနာတရားကိုအာမထုတ်တော့ဘူးအဲ့ဒီအလုံးနှစ်ခုကိုမလုပ်ဘဲနဲ့ လက်လာပါတွေပေါ်ကျွေခြင်းတယ်ပေါ်ကျွေတဲ့ပေါ်ကျွေခြင်းတဲ့ခါကျရှင်စဉ်ကိုចောင်းကိုဟိုမိသားစုတစုကလာမယ်ဆိုရှင်သူကဖားပြီးဆက်ဆံနေရှိလူမှုရေးကိုအဓိကထားပြီးဆက်ဆံနေရှိအဲ့ဒါကြတော့အဲ့ဒီဘုံကြီးကိုတိုင်းကလေးသားတရားမကောင်းတော့ဘူးအဓိကပါလဲဆိုလို့ရှင်သာမတင်ဘူးတရားအမထုတ်ဘူးလက်လာပါပေါ်ကျွေခြင်းတယ်အဲ့ဒီတဲ့ကြောင့် ဒီနေ့ခေတ်ဘုန်းကြီးတွေကလူတွေဘောကိုဟောတာမညောင်းတော့ပါဘူး။ဒါကိုတည်တည်ချာချာကြည့်ရင်တေးမှဖြစ်ပါတယ်။